အခုကဘာမှာ new world order အဲ့တဲ့အတွက်အကြီးကျယ်အပြိုင်နေကြပါတယ်အဲ့လိုအခြေမျိုးမှာ နောက်ကြမကြံရအောင်နိုင်ငံတွေဟာအပြိုင်ဆိုင်လှုပ်ရှားနေကြပါတယ် new world order လို့ခေါ်တဲ့ order အသစ်တိဆောက်တဲ့အချိန်မှာနေရာမရလိုက်တဲ့သူတွေဟာနှစ်ပေါင်းများစွာ နေရာမရဖြစ်သွားတတ်ပါတယ်အဲ့ဒါကြောင့်အပြိုင်ဆိုင်နေရာလူကြတာပါ order အတီဖြစ်သွားပြီဆိုလို့ရှိရင်နေရာတောင်းရတာနောက်ပိုင်းကျမှတောင်းရတာခက်တတ်ပါတယ် ဲ့ဒါကြောင့် aura အတီးမဖြစ်သေးခင်မှာအပြိုင်ဆိုင်လှုပ်ရှားကြတာပါကျွန်တော်တို့မြန်မာနိုင်ငံမှာຫນွေဥတော်လည်ဖြစ်နေပါတယ်တနည်းအားဖြင့်ပြောလို့ရှိရင်အလွန်ပြစ်ထန်တဲ့ပြည်တွင်းစစ်ကြီးဖြစ်နေပါတယ်အဲ့ဒါလို့ပြည်တွင်းစစ်ကြီးဖြစ်ပွားနေတာဟာလေပြည်တွင်းမှာ aura အတီးတိဆောက်နေတာပါပဲအဲ့ဒါလို့အချိန်ပြိုးမှာတိုက်နိုင်တဲ့သူကနေရာရသွားတတ်ပါတယ်နိုင်ငံရေးခေါင်းဆောင်တွေလည်းအဲ့ဒါလို့ပါပဲဒီကာလမှာလှုပ်ရှားခေါင်းဆောင်တဲ့သူကနေရာရမှာပါပဲတမိုင်းကြရမှာပါပဲဒီကာလမှာဘာမှမလုပ်တဲ့သူဟာတော်လိုင်းပြီးသွားရင် ဘာမှဟုတ်တော့မှာမဟုတ်ပါဘူးဒီကာလမှာ order အပြောင်းလဲတွေလည်းအများကြီးဖြစ်နေပါတယ်ဥပမာတစ်ခုပြောပါမယ်88ငိမ့်ပွင့်အဖွဲ့ဟာအရင်ကတူညီတဲ့မူဝါဒအောက်မှာတူးချင်းစီထင်ရှားတဲ့ចောင်းသားခေါင်းဆောင်ဟောင်းနေနဲ့စူးစိခဲ့တာပါအခုဒေါ်လာရေးဖြစ်ပွားပြီးတဲ့နောက်မှာတော့ရက်တီချက်တွေကွဲလွဲကုန်ကြပါတယ်လှုပ်ရှားပုံတွေကလည်းမတူညီကြတော့ပါဘူးအဲ့ဒါကြောင့်88ငိမ့်ပွင့်ဆိုတဲ့နာမည်ကိုဘယ်သူမှမပြောကြတော့သလို ော်လိုက်ပြီးတော့ရင်လည်း88ငိမ့်ပွဲဆိုတာပြန်ပေါ်လာဖို့အကြောင်းကတိတ်နေသွားပါပြီ။လာရှုနာကဟန်နာကြေးရွာအုပ်စုနားလိုင်ရွာမှာ SSPP SSA ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ကိုကန်တပ်ဖွဲ့ MNDAA တို့တိုက်ပွဲဖြစ်တယ်လို့ SSPP ရှမ်းမြောက်ဘက်ကသတင်းထုတ်ပြန်ပါတယ်။ဇွန်လ1ရက်နေ့မွန်းလွဲ2နာရီလောက်မှာတိုက်ပွဲဆက်တင်ဖြစ်ပွားပြီးတော့မွန်းလွဲ2နာရီခွဲချိန်ထိတိုက်ပွဲချိန်2နာရီခွဲလောက်ကြာတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲကိုကိုကန်ကဆက်တင်ပြီးတော့ အလစ်အငိုက်ချုံခိုတိုက်တယ်လို့ရှမ်းမြောက်ကသတင်းထုတ်ပါတယ်။ဒါပေမဲ့အပြစ်ထန်တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာကိုကံဘက်ကပဲတပ်သား၈ယောက်ကြာဆုံးတယ်လို့သတင်းထုတ်ပြပါတယ်။ရှမ်းမြောက်ဘက်ကအကြာဆုံးရှိမရှိကိုတော့ဘာမှရေးသားထားတာမတွေ့ရပါဘူး။နားလိုက်ဘက်မှာစတင်ပြီးတော့တိုက်ပွဲဖြစ်ပွားပါတယ်။ဟန်နာကြီးရောင်နာမှာနောက်တစ်ချိန်ထပ်ဖြစ်တယ်လို့ဆိုပါတယ်။ဒီသတင်းဟာသတင်းဆိုးပါတော်လိုင်းတပ်ဖွဲ့တွေကြားထဲမှာပြစ်ခတ်မှုဖြစ်ပွားတာဟာအလွန်မကောင်းတဲ့ကိစ္စပါစစ်ကောင်စီ တိတ်ကြိုက်မဲ့သတင်းမျိုးပါအေဗီလာနှောင်းပိုင်းကလေးကရှမ်းမြောက်နဲ့ကိုကအကြမှာတိုက်ပွဲ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ SSPP ရှမ်းမြောက်ဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကတော့ကြာဆုံးတာမရှိခဲ့ပါဘူးအခုတော့ကြာဆုံးတဲ့အချိန်၄ထိဖြစ်လာတယ်ဆိုတာဟာຫນွေဦးတော်လန်ရေးတစ်ခုလုံးအပေါ်မှာပါခဲရရိုက်လာနိုင်တဲ့ပြဿနာကြီးတစ်ခုလို့ဆိုရမှာပါရှမ်းမြောက်နဲ့ကိုကအကြမှာဆွေးနွေးမှုတွေရှိပါတယ်ဒါပေမဲ့မပြေလည်ခဲ့ပါဘူးစစ်ကောင်စီကိုဆန့်ကျင်တော်လန်နဲ့တော်လန်ရေးမှာကိုကံက အင်အားကြီးကြီးမားမားနဲ့ထိထိရရပါဝင်ခဲ့ပါတယ်။အဲဒါကြောင့်လဲဩဇာတက်ခဲ့ပါတယ်။ SSPP ရှမ်းမြောက်ကတော့စစ်ကောင်စီနဲ့တိုက်ခိုက်တာမရှိသလောက်ပါပဲ။အလွန်နေပါတယ်။တိုက်ပွဲသေးသေးလေးတွေနည်းနည်းပါပါလောက်ပဲရှိပါတယ်။ပြည်တော်စစ်ကာလတော်လန်ရေးကာလမှာ တိုက်ရဲတဲ့သူကရတာပါပဲ။တိတညာနှစ်ခုဆက်စင်ဒုတိယပိုင်းပြီးတော့တကယ်တိုက်တဲ့သူတွေလက်ထက်မှာမျိုးတွေရောက်ကုန်ပါတယ်။အရင်က SSPP ရှမ်းမြောက်တွေစကန်းတချို့နေရာချထားတဲ့နေရာတွေဟာ တိတုံညာနှစ်ခုဆစ်စင်ရေးပြီးတော့ကိုကန့်နဲ့ပလောင်တို့လက်အောက်ကိုကြက်ရောက်သွားပါတယ်ဒါကလည်းတိတ်အထူးဆန်းတော့မဟုတ်ပါဘူး SSPP ကတိုက်ပွဲကရှောင်ထွက်နေချိန်မှာကိုကန့်နဲ့ပလောင်တို့ကစစ်ကောင်စီတပ်တွေကိုတိုက်ပြီးတော့သိမ်းယူလို့ရသွားတာပါရွေးကောက်ပွဲစနစ်မှာအချိုးကျခွဲယူတဲ့ PR ဆိုတာရှိပေမဲ့စီးရေးမှာတော့နိုင်သူအကုန်ယူတာပါပဲအရင်က SSPP ရှမ်းမြောက်နယ်မြေတချို့မှာရှိတဲ့တိမ့်နီကုတ်ခိုင်နန်းခမ်းတို့ဟာ ကိုကန်နဲ့ပလောင်လက်ထဲကိုရောက်ကုန်ပါတယ်။ချမ်းမြောက်မှာအဲ့ဒီနေရာတွေမှာအရင်က SSPP ရဲ့နေမြေတချို့စခန်းတချို့ရှိခဲ့တာပါ။အဲ့ဒါလိုရောက်သွားတဲ့အထက်မှာ SSPP viewer 30ထိုင်ခဲ့တဲ့နတ်မရွာလည်းပါသွားပါတယ်။နတ်မရွာဆိုတာဟန်နာနာကရွာပါပဲ။အခုတိုက်ပွဲဖြစ်တဲ့နေရာတွေပါပဲ။နတ်မရွာကကြောင်မီသွေးထွက်ပါတယ်။စီဝါရေးဂွင်ကောင်းတစ်ခုပါ။အရင်ကစစ်ကောင်စီရဲ့လက်ဝေကံမန္တလေးခြေဆိုင်ငွေပလဲကုမ္ပဏီကအဲ့ဒီနေရာမှာကြောင်မီသွေးထွက်ပါတယ်။ အခုရှမ်းမြောက်ကအဲ့ဒီနေရာကိုပြန်လို့ခြင်းပါတယ်ကိုကန်းကမပေးပါဘူးပြက်တနာရဲ့အတူချုပ်ကအဲ့ဒါပါပဲအခုဒေါ်လာရေးဖြစ်လာတော့ AA ရခတက်တော်နဲ့ကိုကန်းတို့လိုအဖွဲ့တွေဟာရွရွချွတ်ချွတ်တိုက်ပြီးတော့အောင်ပွဲကြောင့်ဩဇာနဲ့တိုက်ခါကြီးမားလာပါတယ်ဒါပေမဲ့ဝပီသွေးစည်းညညရေးတက်မတော်တို့ SSPP ရှမ်းမြောက်တို့ RCSS ရှမ်းတောင်တို့ကတော့ဒီဒေါ်လာရေးကိုလက်ဆောင်ပြီးတော့ကိုရှိတဲ့အင်အားကိုခိုင်မာအောင် တိုးတက်အောင်လုပ်မယ်လို့ကြံစည်ထားကြပုံရပါတယ်။ရှက်ပြည်နိုင်ငံရေးဟာအလွန်ဆိုးရိမ်စရာကောင်းပါတယ်။လူမျိုးလည်းများပါတယ်။လူမျိုးကြီးတွေရောလူမျိုးငယ်တွေရောရှိပါတယ်။စစ်တပ်တွေလည်းများပါတယ်။နိုင်ငံရေးအမြင်ကလည်းဆုံးလင်းပါတယ်။ရှက်နိုင်ငံရေးသမားတွေဟာတော်လိုင်းရေးကာလတခြားလုံးမှာဝါကိုကံပလောင်တို့ရဲ့လှုပ်ရှားမှုတွေကိုရင်တထိတ်ထိတ်နဲ့ကြည်နေတဲ့ပုံစံမျိုးပါပဲ။သူတို့ကိုယ်တိုင်ကတော့စစ်ကောင်စီကိုတော်လန်နဲ့တော်လန်ရဲ့အလုပ်မှာဘာမှမေမေရရမလုပ်ပါဘူး။ ော်လိုင်းရေးအဖွဲ့အချင်းချင်းပေါ်မှာမယုံကြည်စိတ်ကကြီးစိုးနေပြီးစိုးရိမ်စိတ်ကများနေပြီးစစ်ကောင်စီနဲ့ပဲပြည်လည်အောင်ပေါက်ပါတယ်ဒီလိုအခြေအနေမျိုးတွေအောက်မှာထိုင်းကတက်ဆင်ကဝါအဖွဲ့ကိုတောချောက်ပေးနေပါတယ်စင်ရိုင်းတွေကိုဖမ်းတဲ့အခါမှာတောချောက်ပြီးတော့ကျုံသွင်းတဲ့ပုံစံမျိုးနဲ့တူနေပါတယ်ဝါကိုမလုတ်လှုပ်အောင်လုပ်နေပါတယ်ဝါကလည်းစီးရင်ပြတာတွေစီးရင်လေ့ကျင့်တာတွေကိုလုတ်ပြပါတယ်တိတ်မကြခင်တုန်းကလည်းဝါတောင်မှရှိတဲ့ဒေတာတချို့ကို ထိုင်းနယ်မြေလို့ပြောဆိုတာမျိုးလုပ်လိုက်ပါသေးတယ်။ဝါကိုမနဲ့နဲ့အောင်မလုတ်လွတ်အောင်တွန်းနေတာကတော့အမှန်ပါ။ဘာရွေချယ်လဲဆိုတာကတော့သိမထင်ရှားသေးပါဘူး။တက်ဆင်ဟာစစ်ကောင်စီနဲ့လည်းအလွန်ရင်းနှီးသူဖြစ်တယ်လို့အမေရိကန်နဲ့လည်းနှိစက်သူဖြစ်တဲ့အတွက်သူ့ခြေလမ်းတွေဟာသတိထားကြရဖြစ်ပါတယ်။စစ်ကောင်စီအလိုကျဝါကိုရန်စနေတာလားဆိုတာစဉ်းစားစရာရှိပါတယ်။ဖြစ်နိုင်ရင်နဲတယ်လို့ထင်ရပါတယ်။စစ်ကောင်စီ ကိုယ်တိုင်ကဝါကို ွားလှုပ်နှိုးခြင်းနဲ့ဆန္ဒမရှိပါဘူးဝါကိုသူ့ဘာသာဇေယျပြီးတော့အိပ်ပျော်နေအောင်ပခက်ကလေးတောင်မှလွှဲပေးခြင်းတာပါတရုတ်ကကြားဖြတ်အကြောင်းပြပြီးရှမ်းပြည်နိုင်ငံမှာတစုံတရာကင်လှုပ်ခဲ့တယ်လို့မျိုးထိုင်းကလည်းဝင်ပါခြင်းနေတာပါလားထိုင်းကသူသွောင်းတဲ့သူဝင်ရှုပ်လောက်အောင်တော့အင်အားမကြီးပါဘူး။ဝိဟာရဖျားเจ้าကိုအကြောင်းပြုပြီးတော့ကမ္ဘောဒီးယားနဲ့တိုက်ပွဲဖြစ်မှာဟုတ်တော့မှလိုလားတာမဟုတ်ပါဘူ အဲ့ဒီပြဿနာကမှသူတို့အတွက်နှစ်ပေါင်းများစွာမဖြေရှင်းနိုင်သေးတဲ့တကယ့်ပြဿနာပါဒါပေမဲ့ထိုင်းဟာအမေရိကန်နဲ့နှိစက်သူဖြစ်တဲ့အတွက်အမေရိကန်ကြောထောက်နောက်ခံနဲ့ငွေရစီဝါစန့်ကျင်ရေးတိုက်ပွဲဆိုတာမျိုးကိုများလှုပ်ရှင်နေသလားဆိုတာစဉ်းစားစရာပါအမေရိကန်ကနောက်ဖက်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ humanitarian corridor နဲ့ရခိုင်ဘက်လှည့်ဝင်မှုခြေလှမ်းပြင်နေပါတယ်ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေရောဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ကပါ အဲ့ဒီကယ်ဆယ်ရေးကော်ရက်တာဆိုတာကိုသိဆွနေတဲ့စင်ကြံမာလို့ပြောပြီးပယ်ချတဲ့အတွက်မိုဟာမက်ယူနွတ်စ်တောင်မှအခုအကြက်တွေ့နေပါတယ်။တက်ဆင်ပြောနေတဲ့ဇာတ်ရည်ဟာအမေရိအမေရိကန်ရဲ့ပလန်ဘီလားဆိုတာစဉ်းစားကြပါတယုတ်ကသာဆွတ်ဖက်နေတာပါမနေ့ကကျွန်တော်သုံးသက်ချက်တင်တော့လေတယုတ်ကသာဆွတ်ဖက်နေတာပါအမေရိကန်ကဒါမျိုးမလုပ်ပါဘူးလို့ထင်နေတဲ့သူတယောက်ရှိတယ်ဆိုတာတွေ့လိုက်မိပါတယ်တကယ်တော့ကမ္ဘာနိုင်ငံရေးကိုသဘောပေါက်ရင်ခြေလှမ်းတွေကရှင်းရှင်းလင်းလင်းကြီး မြင်သာပါတယ်ရှုပ်ခွင့်ရလို့ရှိရင်တရုတ်ကလည်းရှုပ်မှာဖြစ်တယ်လို့အမေရိကန်ကလည်းရှုပ်မှာပါပဲအဲ့ဒီတယောက်ကတော့အမေရိကန်ကိုယုံကြည်အားကိုးစိတ်ကြီးတဲ့အတွက်မမြင်နိုင်တာဖြစ်ပုံရပါတယ်ဆော့ဆော့ကကျွန်တော်ပြောသလိုကမ္ဘာနိုင်ငံကြီးဟာလည်း new world order အတွက်နိုင်ငံတိုင်းကယုံကန်နေတဲ့ခေတ်ပါအဲ့လိုယုံကန်နေကြရတဲ့အထက်မှာအမေရိကန်လိုကမ္ဘာနံပါတ်1နိုင်ငံရောတရုတ်လိုကမ္ဘာနှစ်နိုင်ငံမှာပါဝင်ကြပါတယ်ရုရှားလည်းပါတယ်ဆိုတာကတော့ညင်းစရာမလိုတော့ တိတ်ပြီးတော့ထင်ရှားနေပါတယ်မြမအရေးကိုပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ရှမ်းပြည်နိုင်ငံရေးဟာတိတ်ရှုပ်ထွေးပါတယ်ရှမ်းပြည်ရေးရှုပ်ထွေးတယ်လို့မြမနိုင်ငံရေးတစ်ခုလုံးကလည်းရှုပ်ထွေးပါတယ်ဝါနဲ့ရှမ်းပြဒနာရှိနေတာမကောင်းပါဘူးကိုကန့်နဲ့ရှမ်းပြဒနာရှိနေတာမကောင်းပါဘူးပလောင်နဲ့ကချင်ပြဒနာရှိနေတာမကောင်းပါဘူးရှမ်းမြောက်ရှမ်းတောင်ပြဒနာရှိနေတာမကောင်းပါဘူးရခိုင်နဲ့ချင်းနဲ့ပလောင်ဝပြဒနာရှိနေတာလည်းမကောင်းပါဘူးချင်းတောင်နဲ့ချင်းမြောက် ပြဿနာရှိနေတာလည်းမကောင်းပါဘူး Chimrather Host နဲ့ CNF ကိုဆွလို့တာပါ NUG နဲ့ဘုံနဂါ PLA Local အဖွဲ့တွေပြဿနာရှိနေတာလည်းမကောင်းပါဘူးအဲ့ဒါလိုမကောင်းတဲ့ကိစ္စတွေကလည်းတော်တော်များပါတယ်အဲ့ဒါလိုများတဲ့အထက်မှာကြည်ပေါက်ယုံတာမကအသေးအပြောက်ပါရှိလာတာကတော့တော်လန်ရေးအတွက်အချက်ပေးခေါင်းလောင်းသတိပေးခေါင်းလောင်းထိုးလိုက်တယ်လို့ပါပဲအခုဒီချိန်တော်လန်ရေးဟာစစ်ကောင်စီကိုဖျောက်ချဖို့အတွက်အကောင်းဆုံးအခွင့်အရေးပါပဲဒီလိုအခွင့်အရေးမျိုးဟာနှစ်ခါပြန်ရဖို့ခဲရင်တက်ပါတယ် ဒါပေမဲ့1988ခုနှစ်တုန်းကပထမတစ်ချိန်ရခဲ့မှုပါတယ်တိုက်ပြည်တပြည်လုံးပြည်သူလူထုကြီးကစစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ကြပါတယ်အဲ့ဒီအချိန်တုန်းကဝကိုကမိုင်လာကချင်တို့ကသာဗမာပြည်ကွန်မြူနစ်ပါတီကိုပုံကံပြီးတော့စစ်အာဏာရှင်နဲ့တွားပေါင်းတာမျိုးမလုပ်ခဲ့လို့ရှိရင်နိုင်ငံရေးအခင်းကျင်းကတမျိုးဖြစ်နိုင်ပါတယ်စစ်အာဏာရှင်ဟာပြုတ်ကျသွားနိုင်ပါတယ်ပြုတ်ကျဖို့ခက်တဲတဲပဲလိုတော့တာပါ မိုင်းရန်တိုက်ပွဲလို့မဲတော်တိုက်ပွဲလို့လို့တိုက်ပွဲကြီးတွေကိုပြန်လည်လာကြည့်ရဆက်အနာရှင်ကိုဖြုတ်ချနိုင်လောက်အောင် အခြေအနေကောင်းခဲ့တယ်ဆိုတာသိနိုင်ပါတယ်အဲ့ဒီတော့ကအားလုံးညီညွတ်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီကလေးကဆက်အနာရှင်စနစ်ပြုတ်ကျသွားနိုင်ပါတယ်အဲ့ဒီအချိန်မှာတော့ဖြုတ်မချနိုင်ခဲ့တော့နောက်ထပ်အခွင့်အရေးတစ်ခုပေါ်လာဖို့အတွက်အနည်း20 30ထပ်ပြီးတော့ကြတော့စူးစမ်းကြအချိန်ဆောင်ရပါတယ်ဒါပေမဲ့မြန်မာနိုင်ငံကတော်လှန်ရေးဟာ စစ်အာဏာရှင်က ဖြိုလို့ပြူရတာထက်ကို့ဘာသာဖြိုလို့ပြူတာမျိုးကပို့ပြီးတော့များနေပါတယ်။ကရင်ကတိုက်နေတဲ့အချိန်မှာကချင်ကငင်းချမ်းရဲယူပြီးတော့စစ်အာဏာရှင်နဲ့ပေါင်းပါတယ်။ကချင်ကတိုက်တဲ့အချိန်ကျတော့လေကရင်ကအပြည့်ရဲ့လက်မှတ်ထိုးပြန်ပါတယ်။စစ်အာဏာရှင်အသက်ဆက်ရှင်နေတာဟာသူတို့ကတော်လွန်းလို့မဟုတ်ဘဲတော်လိုင်းအင်အားစုတွေမညီညွတ်လွန်းလို့ဖြစ်နေတာကပုံများပါတယ်။စစ်အာဏာရှင်ကအဲ့ဒီမညီညွတ်လို့ပေါ်နေတဲ့အကြောင်းမှာတတ်ဝင်ရှုပါတယ်။ ကိုလူတွေကိုကအကွဲချောင်းပေါ်နေလို့အဲ့ဒီအကွဲချောင်းထဲမှာစစ်အာဏာရှင်ကတပ်ဝင်ရိုက်သွားတာမျိုးပါအခုလည်းတမိုင်းမှာမကြုံစဘူးအလွန်ထုခဲ့တဲ့ကြုံတော့ကြုံခဲ့အခွင့်အရေးကြီးရနေပါတယ်ဒါပေမဲ့ညီညွတ်ဖို့စိတ်ကူးမရှိကြသေးပါဘူးညီညွတ်ရေးကအရေးကြီးတယ်လို့ပြောလို့ရှိရင်ဘယ်သူမှမငင်းကြပါ့မယ်ဘယ်သူမှလည်းလက်တွေ့မှာတိတ်ပြီးတော့မလေးနဲ့ကြပါဘူးညီညွတ်ရေးအရေးမကြီးဘူးလားလို့မေးကြည့်ပါအရေးမကြီးဘူးလို့ပြောတဲ့အဖွဲ့ကတစ်ဖွဲ့မှရှိမှာမဟုတ်ပါဘူးဒါပေမဲ့ဘယ်အဖွဲ့ကများ ညီညွတ်ရေးအတွက်လေးလေးနက်နက်စီယုံနေပါလားလဲကိုအစုနဲ့ကိုတိုက်လို့ရှိရင်စစ်ကောင်စီကိုနိုင်လိမ့်မယ်လို့ထင်တလုံးနဲ့ဘဝင်မြင့်နေတဲ့သူကများပါတယ်တကယ်တော့ထင်သလောက်မလွဲပါဘူးအာမနာတန်ပြောပါမယ်မစီလုံးလို့ရှိရင်ရှုံးပါလိမ့်မယ်အင်းစိန်အထိဝိုင်းထားပြီးတော့ရန်ကုန်အစိုးရကွက်ကွက်ကလေးပဲကြံတဲ့အချိန်တွေရောက်ပြီးမှတောင်မှပြန်ရှုံးခဲ့တာရှိခဲ့ဘူးတည်းရယ်ဆိုတာကိုကျွန်တော်တို့သတိရဖို့လိုပါတယ်အခုဟာက အဲ့လောက်အထီတောင်မှအချင်းနေကောင်းသေးတာမဟုတ်ပါဘူးတပ်ပေါင်းစုဖွဲ့ပါလို့အားလုံးကပြောနေကြပါတယ်ပြည်သူတွေကလည်းပြောနေကြပါတယ်ဒါပေမဲ့တပ်ပေါင်းစုဆိုတဲ့စကလုံးကိုမတုံးရဘူးလို့သဘောတူထားတဲ့အဖွဲ့တွေရှိရဆိုတာသိကြပါသလားတော်တော်များများကတော့သိကြပြီးဖြစ်မယ်လို့ထင်ပါတယ်မသိကြသေးတဲ့သူတွေတော်တော်ရှိနေသေးတယ်ဆိုလို့ရှိရင်တော့မတက်နိုင်ပါဘူးနာမည်တွေကိုတနေ့မှထုတ်ပြောသေးရင်ပြောရမှာပါပဲ စီလုံးညီညွတ်ရယ်ပြည်သူလူထုကိုစန့်ကျင်တဲ့အလုပ်တွေမလုပ်ရယ်ဒီဒေါ်လာရေးမုတ်ချအောင်မြင်မှာပါအောင်မြင်ဖို့နည်းနည်းပဲလိုတော့တယ်လို့ပြောလို့ရှိရင်ရနေပါပြီဒါပေမဲ့မစီလုံးရင်တော့ရှုံးမှာပါဒီဒေါ်လာရေးကစစ်ကောင်စီဖျက်လို့တော့မပြတ်ပါဘူးကိုယ့်ဘာသာဖျက်မှာပြတ်မှာပါကိုယ့်ဘာသာဆိုတာတိုင်းရင်းသားတွေရောပြည်မနေဒေါ်လာရေးသမားတွေရော အားလုံးကိုဆွလို့တာပါတိုင်းရင်းသားအချင်းချင်းဗမာအချင်းချင်းတိုင်းရင်းသားနဲ့ဗမာအချင်းချင်းဆိုတော့ဒေါ်လာရေးသမားတွေအချင်းချင်းသာပြန်ချကြရယ် တော်လရေးမှာမအောင်မြင်သေးခင်မှာအမွေခွဲခြင်းဝေစုခွဲခြင်းတွေကြလို့ရှိရင်ရှုံးပါလိမ့်မယ်အခုရှမ်းမြောက်နယ်ကိုကတိုက်ကြတာဟာတော်လရေးကြီးအတွက်3ပေးခေါလုံးတယ်ပါဒါမျိုးပြဿနာတွေတခြားလည်းရှိပါသေးတယ်အဲ့ဒါလိုပြဿနာတွေကိုရက်နိုင်အောင်ရက်ကြဖို့မဖြစ်မနေလိုအပ်ပါတယ်မရက်နိုင်မဲနဲ့တိုးပွားလာရင်တော်လရေးရှုံးပါမယ်တော်လရေးရှုံးရင်စစ်ကောင်စီကြောင်းလည်းမဟုတ်ဘူးပြည်သူတွေတာဝန်မကျေလို့လည်းမဟုတ်ဘူးတော်လရေးခေါင်းဆောင်တွေ တာဝန်မကျေလို့သာပြက်ချေပြက်စရာရှိတယ်လို့ဝမ်းနေစွာဖြင့်အထူးဝမ်းနေစွာဖြင့်သတိပေးလိုက်ရပါတယ်ခင်ဗျာ